ကျွန်တော်တို့ဒီ debate channel လေးကိုအစင်တသက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှက်နိုင်ငံအသီးသီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီ debate channel ကနေပြီးတော့ရှေးဥပထမသွားစုမုံကောင်းတောင်းပေးပါရဗျ။ကဲဟုတ်ပြီညီကိုရဲ့ဒီ season လေးကတော့ကျွန်တော်တို့ United ကနေပြီးတော့လိုအပ်ချက်ဖြစ်တဲ့ဒီ Queen လေပေါ့နော်။ဒီ Queen လေကိုကျွန်တော်တို့ United အသင်းကကစားပေါင်းကစားသမားပေါင်းမျောင်များစွာကိုလိုက်နေတယ်ပေါ့နော်။ကစားသမားပေါင်းမျောင်များစွာတဲ့ကမှကျွန်တော်တို့ United အသင်းကစားနေတဲ့ပရီးမီးယားလိဂပဲကစားသမား၄ယောက်ကိုကျွန်တော်အနေနဲ့စီးတဲ့ရွေးထုတ်လာတယ်ဒီကစားသမားတွေတဲကနေမှကျွန်တော် United နဲ့ဘယ်ကစားသမားကအံဝင်ပြီးတော့ဘယ်ကစားသမားတွေကကျွန်တော် United ရဲ့လိုအပ်ချက်ကိုဖြည့်တင်းပေးနိုင်မလဲဆိုတာကိုကျွန်တော်ဒီနေရာမှာဒီ video လေးမှာ discuss လုပ်ကြည့်အောင်ပေါ့နော်ကဲဟုတ်ပြီပထမဆုံးတယောက်နဲ့စအောင်ပထမဆုံးတယောက်ကတော့ညီကိုလေး Allo Anderson Allo Anderson ကတော့ညီကိုတို့ရဲ့အတိုင်းပဲကျွန်တော်တို့အသက်23နှစ်အရွယ်ကျွန်တော်တို့ England ကကျွန်တော်တို့လက်ရှိ Nottingham Forest မှာကစားနေတဲ့ကစားသမားပေါ့နော် ီကစားသမားရဲ့စွမ်းဆောင်ရည်တွေကတော့ညီကိုလေးเนาะကျွန်တော် United ကိုဘာလို့ယူလာနိုင်လဲကျွန်တော် United တော့ဘယ်လိုအချိုးတွေဖြစ်မလဲဆိုရင်သူကတော့လုံးဝဘတ်စုံသုံးနဲ့ဘတ်စုံဆွဲစုံရတယ်ညီကိုလေးကွင်းလဲမှာလုံးဝကျွန်တော်တို့မော်တဲ့ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလဲကစားသမားလူတော်မှာပြောတင်စားလို့ရတယ်ကစားသမားဟုတ်ပြီဒီကစားသမားကကျွန်တော်တို့အဲဒီဖန်လိုင်းမှာလည်းတော်တော်လေးကောင်းတယ်နောက်တစ်ခုကတော့သူ့ရဲ့အဓိကအားသချက်ကြီးတစ်ခုကတော့ကျွန်တော်တို့ကွင်းလဲမှာ ဘောလုံးကိုရဲရဲတင်းတင်းနဲ့ကင်ထားနိုင်တယ်။နောက်တစ်ခုကသူ့ရဲ့ဘောလုံးအန်ကျူဘောလုံးပွဲတဲ့ကိုသူရောက်ပြီဆိုတာနဲ့ကွင်းထဲကိုရောက်ပြီဆိုတာနဲ့ဘောလုံးပွဲတဲ့ဘွဲကိုသူစကန်ဖက်လိုက်တယ်ဘယ်အချိန်မှာဘာလုပ်ရမလဲဆိုတာကိုကောင်းကောင်းနားလည်တဲ့ကစားသမားနောက်တစ်ခုကတော့ကျွန်တော်တို့ United အသင်းရဲ့လိုအပ်ချက်အားနည်းချက်လို့တောင်ပြောလို့ရတယ်ကျွန်တော်တို့ကွင်းလယ်မှာဘောလုံးမကင်ထားရဲဘူးအဲ Bruno ရောကျွန်တော်တို့ Casemiro ရောအဲဘိုင်းမှာတော်တော်လေးအားနည်းတယ် Bruno ဆိုရင်ကျွန်တော်တို့တိုက်စစ်ကိုပို့တဲ့နေရာမှာကောင်းပြီမဲ့ဘောလုံးကိုရဲရဲတင်းတင်းကင်ပြီးတော့ ဆုံးဖြတ်တဲ့ဘိုင်းဒီမှာဆိုရင်ကက်စမဲဆိုရင်တော့ပြောမျိုးညီကိုနော်အဲ့ဘိုင်းဒီမှာကျွန်တော်တို့ United ရဲ့လိုအပ်ချက်ကိုဒီ Allo Anderson ကကောင်းကောင်းဖြည့်နိုင်တယ်ဘောနော်ကဲနောက်တစ်ခုကတော့ကျွန်တော်တို့ပြိုင်ဘက်တီပြိုင်ဘက်တီရဲ့ဂျားတွေကနေပြီးတော့ဘောလုံးတွေထိုးပြီးတဲ့ဘိုင်းဒီဒီအပိုင်းကတော့ကျွန်တော်တို့ဘူနိုလည်းကောင်းကောင်းလုပ်တတ်ပါတယ်ဘောနော်ကဲဟုတ်ပြီနောက်တစ်ခုကတိုက်စစ်ကိုပေးပို့တဲ့စွမ်းရည်အဲသူက ပြောချင်တာကကျွန်တော်တို့တိုက်စစ်ကိုကျွန်တော်တို့ final တက်ဆုံတွေကိုကျွန်တော်တို့ဘောလုံးကိုရောက်အောင်ပေးပို့တဲ့အပိုင်းဒီမှာတော်တော်လေးကောင်းတယ်ဒီကစားသမားရောက်လာပြီဆိုရင်ကျွန်တော်တို့အနီးဘောလေးနေကျွန်တော်တို့တိုက်စစ်လမ်းကြောင်းစရတဲ့အပိုင်းဒီမှာတော်တော်လေးကောင်းမယ်ဒီကစားသမားရဲ့အားသာချက်ကတော့အလောက်ပဲပေါ့နော်ဟုတ်ပြီညီကိုလေးနောက်တစ်ယောက်ကိုတွားရအောင်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရှေ့မှာပြောကြရှေ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဂျာအူကူမတ်ဂျာအူကူမတ်ကတော့ကျွန်တော်အလော့အန်ဒါဆန်နဲ့နည်းနည်းလေးတော့အဲနည်းနည်းလေးကြွားချရတယ်ပေါ့နော်သူကတော့ ပြောရမယ်ဆိုရင်ကျွန်တော်တို့ United အသင်းမှာအခု Gasmeru ဆော့နေတဲ့နေရာမှာကောင်းကောင်းဆော့နိုင်တဲ့ကစားသမား Transit အခြေသွေးပိုင်းကတော့တော်တော်လေးပြောစရာအောင်မလိုဘူးနောက်တစ်ခုကသူ့ရဲ့အားသာချက်ကတော့ကျွန်တော်တို့ဂျူရဲဘောလုံးလူတဲ့အပိုင်းဒီမှာတော်တော်လေးကောင်းမဲ့ကစားသမားဟုတ်ပြီသူကတော့သူ့ရဲ့ပုံစံကတော့ရိုးရှင်းတဲ့ညီကိုတွေ destroy တိုက်ပဲလုံးဝလိုက်ဖြတ်မယ်ဘောလုံးကိုအဲပြောရမယ်ဆိုကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဝင်းလေအချမ်းကိုမကြော်လာနဲ့ကြော်ရင်ဖြတ်မယ်ဆိုတဲ့ပုံစံမျိုးနောက်တစ်ခုကတော့သူက အဲကျွန်တော်တို့အတင်းကိုပြိုင်ဘက်အတင်းကဖီအားတွေပါပေးလာတဲ့အပိုင်းဒီမှာဆိုရင်လေသူကလုံးဝကိုအိုက်ဖီအားတွေအားလုံးကိုသူကရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့ကစားသမားတစ်ယောက်ဟုတ်ပြီဒီကစားသမားကတော့ကျွန်တော်တို့အသက်က20နှစ်ပဲရှိသေးတယ်ဗရာဒီတာလုံးဝငငယ်အဲငငယ် sorry အသက်24နှစ်ရှိပြီဗရာဒီတာသူ့ရဲ့အသက်အရွယ်ကအကောင်းဆုံးအရွယ်ကိုရောက်နေပြီလို့ပြောလို့ရတယ်အဲတန်ကြီးကတော့ညီကိုရေနော်သူကတော့ကျွန်တော်တို့ ကိုညာလိုပဲတန်း60လောက်တော့သူ့ကိုတောင်းမယ်လို့ကျွန်တော်တို့တင်ရတည်ရတယ်ဒါမှမဟုတ်ဒီနွေရာဒီမှာတော့ဖြစ်နိုင်တယ်ဒီဇန်နဝါရီမှာတော့ဖြစ်ဖို့ရာခိုင်နှုန်းနဲ့နဲတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆက်သွားရအောင်ပေါ့နော်နောက်တစ်ခုကကျွန်တော်ယူနိုက်တက်အသင်းရဲ့အခုလက်ရှိပေါ့နော်လက်ရှိမှာဆိုကျွန်တော်တို့ကခန်းအကွင်းလယ်နှစ်ယောက်တန်းကိုသွားတယ်အဲ့နှစ်ယောက်တန်းမှာလည်းသူကအန်ဝင်ပြီးသားကစားသမားတစ်ယောက်ဖြစ်တယ်အဲဟုတ်ပြီတိုက်စစ်ကိုလိုက်ပါတဲ့ဘိုင်းဒီမှာဆိုရင်တိုက်စစ်ကိုလိုက်ပါတဲ့ဘိုင်းဒီမှာဆိုရင်သူကတိုက်စစ်ကိုပို့တာတော့သူပြောမှဆိုရင်သူအရင်မရလောက်ဘူးဒါပေမဲ့ တိုက်စစ်ထဲမှာပေါ့နော်ကျွန်တော်တို့ United အသင်းကပဲအပြိုင်ပွဲအသင်းကိုဖိအားတွေပေးနေတဲ့အဲပွဲမျိုးတွေဆိုရင်သူကအဲတိုက်စစ်လမ်းကြောင်းထဲမှာနေရာယူမှုတွေတော်တော်လေးကောင်းတယ်အဲ့ဒါကလည်းဘရာဒီသားတွေရဲ့ထုံးစံတိုင်းပဲနော်ဘရာဒီသားတွေကဟိုကအဲအပိုင်းမှာတော်တော်လေးတော်တော်လေးကို perfect ဖြစ်တယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ Adam Watson ကိုတွားရအောင်ပေါ့နော် Adam Watson Adam Watson ကတော့နည်းနည်းလေးဒီကစားသမားတွေနဲ့တော်တော်လေးကို꿰ပြားတဲ့ကစားသမား သူ့ရဲ့ပုံစံကတော့ကျွန်တော်တို့စပိန်တိုက်ကိုသွားတယ်เนาะဇာဗီအင်နီစတာလို့ဇားပေါင်မျိုးသူကတော့ရိုးရှင်းတယ်ညီကိုတွေเนาะဘောလုံးကိုကျွန်တော်တူးတက်တူးတက်လေးနဲ့သွားပြီးတော့တိုက်စစ်ကိုစတယ်ကသာသမားဟုတ်ပြီဘောလုံးနှစ်ချက်လောက်ထိပြီးတော့အတင်းရဲ့တိုက်စစ်ကိုဘလူမျိုးဝါတန်ကစတာလဲဆိုတော့သူကပွဲလေးကိုရောက်ပြီဆိုတော့အဲ့ပွဲကိုအမြဲတမ်းစကန်ဖန့်နေတယ် ီးတော့ပွဲကိုလုံးဝနားလည်နိုင်စွာမြင်တဲ့အင်ဂျူရှိတယ်သူမှာကနောက်တစ်ခုအားသားချက်တစ်ခုက तू ကဘယ်ဂျီရောညာဂျီရောနဲ့ဘောလုံးကိုကောင်းကောင်းပေးပို့နိုင်တယ်ဟုတ်ပြီဘယ်ဂျီရောညာဂျီရောပေးပို့နိုင်ပြီဆိုရင်ကျွန်တော်တို့ United အသင်းမှာဆိုရင်ဖြစ်နေတဲ့ဟာကကျွန်တော်တို့ဘယ်ဂျီညာဂျီရွေးပြီးတော့အဲတိုက်စစ်စားမဲ့ပိုင်းဒီမှာဆိုရင်ပြောချင်တာပွဲတွေကိုရောက်ပြီဆိုရင်ညီကိုတွေစက္ကန့်လေးရအစတုံဆိုင်နေလို့မရအောင်အဲအဲ့အပိုင်းဒီမှာတော်တော်လေးကောင်းတယ်နောက်တစ်ခုကခန်းစစ်ကနေပြီးတော့တိုက်စစ်ကိုကူးပြောင်းတဲ့အပိုင်းဒီဆိုရင်တော်တော်လေးကိုဒီကစားသမားက perfect ဖြစ်တယ် ဟုတ်ပြီဘောလုံးကိုသူကနေပြီးတော့ခံစစ်ထဲကနေပြီးတော့ကျွန်တော်တို့ရပြီဆိုတာနဲ့ကျွန်တော်တို့တိုက်စစ်ကိုမြန်မြန်စတိုင်းနေကစားသမားဟုတ်ပြီဒီကစားသမားတွေအကုန်လုံးကတော့သူကနေသူကောင်းနေညီကိုတွေနော်အဲ့ဆိုရင်ကျွန်တော်နောက်ဆုံးတယောက်ကိုသွားမယ်နောက်ဆုံးတယောက်ကတော့ကျွန်တော်တို့ကင်မရွန်သား22နှစ်ရွယ်ကျွန်တော်တို့ Brighton အသင်းကကျွန်တော်တို့ Carlo Balabasi ကိုလှည့်အောင်ပေါ့နော် Carlo Balabasi ကတော့ညီကိုတို့ရေအမ်ပြောရမယ်ဆိုရင်တော်တော်လေးကိုရိုးရှင်းတဲ့ပုံစံနဲ့ကစားရတယ်ဆိုပေမဲ့သူကတော့အာဖရိကသားပြီးပြီးတော်တော်လေးမာမာထန်ထန်ရှိတယ်။ဟုတ်ပြီ။သူ့ရဲ့ အဲပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီကွင်းလေကြောကနေပြီးတော့တိုက်စစ်ကိုဆွဲပြေးတဲ့အပိုင်းဒီမှာ တော်တော်လေးဒီကစားသမားကအားတာမယ်ဟုတ်ပြီဒီကစားသမားကကျွန်တော်တို့ပြိုင်ဘက်ကနေပြီးတော့ကျွန်တော်တို့အတင်းကိုဖိအားပေးလာတဲ့ဟာဒီအပိုင်းဒီမှာလည်းကျွန်တော်တို့အမ်တော်တော်လေးသူကရှေ့ကနေမာမာထန်ထန်နဲ့ဖြတ်ထုတ်တဲ့အပိုင်းဒီမှာလည်းတော်တော်လေးကောင်းမယ် United မှာကအခုလက်ရှိမှာကျွန်တော်တို့ဘလဲဘာလူကစားသမားမျိုးကတော့လုံးဝအောင်မရှိဘူးကြီးအဲအကြောင်းမလို့ကျွန်တော်တို့ United အတင်းကအဓိကအားနည်းချက်ကြီးကိုဖြစ်နေတာ အဲ့အကြောင်းမလို့လဲဘာဖြစ်တုံးဆိုတော့ကျွန်တော်တို့ United ကဂိုးသမားကနေပြီးတော့ရှေ့ကိုပဲအဝေးဘောတွေနဲ့ကန်တဲ့ဟာကိုတုံးနေရတယ်ဒီကွင်းလေကနေပြီးတော့ဘောလုံးကိုကောင်းကောင်းဆင်းယူမယ်ဆင်းယူပြီးတော့တိုက်စစ်လမ်းကြောင်းကိုမြန်မြန်ဖိုးဖောက်နိုင်တဲ့ကစားသမားဒီကစားသမားကအဲ့အဲ့အကြောင်းမလို့ကျွန်တော်တို့ United တင်ရဒီကစားသမားကိုလိုတယ်ဗျာဟုတ်ပြီကျွန်တော်တို့ချိန်မှာပြောခဲ့တယ်လို့ပဲကျွန်တော်တို့ဒီခံစစ်ဇုံကနေပြီးတော့တိုက်စစ်ဇုံအထိဘောလုံးနဲ့အတူဆွဲတက်တဲ့အပိုင်းဒီမှာဒီဘလဘာကတော်တော်လေးကိုကောင်းတယ်ဟုတ်ပြီနောက်တစ်ခုကကြန့်ခိုင်မှု ကြံ့ခိုင်မှုအားကကျွန်တော်အာဖရိကသားပြပြီးကြံ့ခိုင်မှုကတော့တော်တော်လေးကောင်းတယ်။နောက်တစ်ခုကဘောလုံးရှင်လူတဲ့ဟာဘောလုံးရှင်လူတဲ့အပိုင်းဒီမှာလည်းဂျူရယ်ပိုင်းဒီမှာလည်းဒီဘလက်ဘာကတခြားကစားသမားတွေတော်တော်လေးကောင်းတယ်အသက်လည်းငယ်တယ်ညီကိုတွေလောအားနှောင်းကလည်းပြောမိနေတော့ဗောနော်ကောင်းတယ်တော်တော်လေးကိုဒီကစားသမားကတော့ကောင်းတယ်ကစားသမားဟုတ်ပြီအဲ့ဒီဟာအဲ့အချက်ဒီအားအလုံးကတော့ကျွန်တော် valuable ရဲ့အအကောင်းဆုံးအချက်တွေဗောနော်ကဲကျွန်တော်အဆင်တစ်ချက်ကျွန်တော်ညီကိုတွေအမြင်လေးကိုကျွန်တော်အနေနဲ့သိကျင်တယ်ဗောနော်ဒီဒီမှာတော့ ဘယ်ကစားသမားညီကိုအနေနဲ့ကျွန်တော် United နဲ့ပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်ပေါ့နော်အဲကျွန်တော်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ကပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘလက်ဘာပေါ့နော်ဘလက်ဘာရဲ့ကျွန်တော်တို့အဲအက်ဒါဆန်ရဲ့ပေါ့နော်အဲ့နှစ်ယောက်ကိုတော့ကျွန်တော် United အတင်းကခေါ်တင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဟုတ်ပြီညီကိုတို့ကျွန်တော်ရဲ့ video လေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်နှံတယောက်ချင်းနေရာကိုကျွန်တော်လည်းကျေးဇူးထူးတွေ့ရှိပါရဲ့ဗျကြည့်ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတတ်တဲ့ဆိုရင်ညီကိုတို့ထုံးတမ်းနိုင်မယ်လိုက်ရင် subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နဲ့အောင်နော်